င်္ဂလာပါရှင်2025ခုနှစ်မေလ29ရက်နေ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မို့မို့ပါရှင်။ကြခိုင်ကြောက်ဖြူတိုက်ပွဲအတွင်းမှာတရုတ်စစ်သား20ခန်းလောက်က drone နဲ့အတူစစ်ကောင်စီဘက်ကနေကူပြီးတော့တိုက်ခိုက်ပေးနေပါတယ်။ဖမ်းမိတဲ့တရားမဝင်ပစ္စည်းတွေကိုအမြန်ဆုံးထုခွဲရောင်းချဖို့ဒုစစ်ကောင်ဆောင်စိုးဝင်းကညွှန်ကြားလိုက်ပါတယ်။ဆောင်းပြောင်းရွာတိုက်ပွဲမှာ PNO ပြည်သူ့စစ်ရဲ့ ပုံမှုခွန်ထွန်းပေါ်အပါဝင်တည်ဆုံမှုများနေတယ်လို့သိရပါတယ်။ဆေးရဟရဲ့နှစီကိုပြစ်ချပြီးတဲ့နောက်မှာဗမော်မြို့သိမ်းတိုက်ပွဲကို KI ကပြန်လည်စတင်လိုက်ပါပြီ။ဇနီးတရဲ့ကလူကြည်စဲမှုကိုကဘာပြက်မလို့ပြောဆိုနေကြတယ်လို့ပြင်သစ်တမရကတုံ့ပြန်လိုက်ပါရဲ့ရှင်။ဒီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပရမဇုံသတင်းတပုတ်အနေနဲ့ လက်ရှိပြင်းထန်စွာဖြစ်ပွားနေတဲ့ကြောက်ဖြူမြို့နယ်တိုက်ပွဲတွေအတွင်မှာတရုတ်စစ်သား20ခန်းလောက်က drone တွေကိုသူတို့ကိုယ်တိုင်ကိုင်းတွယ်ထိန်းချုပ်မောင်းနှင်ပြီးတော့စစ်ရှင်ကောင်စီဘက်ကနေဝင်ရောက်တိုက်ခိုက်ပေးနေတယ်လို့အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တော်ကပြောပါတယ်။မလာကျွန်းရွာနာက OGT ဆက်ယုံနဲ့တစ်ပုတ်တောင်ကတညရီရေတက်မှာတရုတ်စစ်သား20လောက် drone မောင်းပြီးတော့ AA ကိုတိုက်ခိုက်တယ်။ရွာတွေကိုဖုံးကျဲနေတယ်။ဒေတာကပမာစစ်သားကို drone မမောင်းရဘူးလို့အတိအကျသတင်းရထားတယ်။ ဒရုန်းတွေကိုနည်းပညာပိုင်းပိုကျွမ်းကျင်တဲ့တရုတ်စစ်သားတွေကိုယ်တိုင်မောင်းနှင်ပြီးတော့တေးရတွေကိုဘုံကျဲနေတယ်လို့သိရတယ်လို့အခြေအနေကိုသိရှိသူတို့ကရှင်းပြပါဗျ။ကျောက်ဖြူမြို့နယ်ဂုံချိန်တိုက်နယ်မှာရှိတဲ့တရုတ်တပ်အားဖြန့်ဖြူရေးဆက်ယုံ OGT နဲ့တစ်ပုတ်တောင်တိုက်နယ်မှာရှိတဲ့တညရီရစ်တပ်ဌာနချုပ်တို့ကလေယခုနောက်ပိုင်းတရုတ်စစ်သားတွေကိုယ်တိုင်ဝင်ရောက်ပြီးတော့ drone တွေနဲ့တိုက်ခိုက်ပေးနေတယ်လို့သတင်းရင်းမြစ်ကဆိုပါတယ် ဒီခေတ်ရဲ့မေလ16ရက်နေ့ကကြောက်ဖြူမြို့နယ်မေတ္တတောင်ကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းနဲ့အစိုးရစက်မှုလက်မှုတင်တန်းကျောင်းတွေမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတို့ကိုအေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာတရုတ်စစ်သားတွေကိုယ်တိုင်တိုက်ပွဲတွင်ပါဝင်လာတာလို့ဆိုပါတယ်။စီရီယံဘိုကြီးစင်ယော်ကလည်းကြောက်ဖြူမှာတရုတ်ကစစ်ကောင်စီဘက်က drone နဲ့ဝင်ရောက်တိုက်ခိုက်ပေးနေတာဖြစ်နိုင်ခြေရှိတယ်လို့သုံးသပ်ပြောဆိုထားပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကဖမ်းဆီးရမိတဲ့ပစ္စည်းတွေကိုအမြန်ဆုံးထုတ်ခွဲရောင်းချပြီးနိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက်ဥပဒေဘိုင်းကမြ мян ဆဆဆစ်ဆေးဖို့လိုကြောင်းဒုစစ်ကောင်ဆောင်ကပြောလိုက်ပါတယ်။နေပြည်တော်မှာရှိတဲ့စီးပွားရေးနဲ့ကုသရောင်းဝယ်ရေးဝင်ကြီးဌာနညီလာခံခမ်းမမှာမေလ26ရက်နေ့နေ့လယ်ပိုင်းကပြုလုပ်တဲ့တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဥဆောင်ကော်မတီအစီအဝေးနှစ်မြင်ဆောင်2025မှာပြောဆိုခဲ့တာပါ ကုန်သွယ်မှုတိုက်ဖြတ်ရေးအဖွဲ့ကဖမ်းဆီးရမိတဲ့ပစ္စည်းတွေကိုအလေအလွင့်အဆုံးရှုံးအ ਨੇ ဆုံးဖြစ်အောင်ထိမ့်သိမ်းရမှာဖြစ်တယ်လို့ဥပဒေပိုင်းကလည်းမြ мян ဆဆန်စစ်ဆေးကအ мян ဆုံးထုခွဲရောင်းချပြီးနိုင်ငံတော်ပိုင်းဘန်နာငွေအဖြစ်သိမ်းဆီးခြင်းကိုလောက်ထုံလုံနည်းနဲ့အညီအ мян ဆုံးဆောင်ရွက်ဖို့ဒုစစ်ခေါင်းဆောင်ဆိုဝင်ကပြောလာတာပါ။ဒါ့အပြင်တရားမှုဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးကော်မတီဖွဲ့စည်းခဲ့ပြီး၃နှစ်နဲ့လေးလာတာကာလအတွင်းမှာဖမ်းဆီးရမိတဲ့အမှုတွေ 2,198မှုနဲ့တန်ဖိုးကြောင့်ွေ986ဒသမ54ဘီလီယံရှိပြီးဖန်စီရမိမှုတွေထဲမှာ2025ခုနှစ်မတ်လကအများဆုံးဖြစ်ကြောင်းဒုစစ်ကောင်ဆောင်ကရှင်းပြပါတယ်။ရန်ကုန်ဘကိုးနဲ့နေပြည်တော်မှာဖန်စီရမိတဲ့ကုန်ပစ္စည်းတချို့မှာစစ်တပ်နဲ့ဆက်နွယ်နေတဲ့ကုန်ပစ္စည်းတွေရှိပြီးစစ်တပ်အကြီးအကဲတချို့ကအမှုကို အ мян ပြည့်ပြတ်စေခြင်းသူတွေလည်းရှိတယ်လို့စီးပွားရေးလုပ်ငန်းရှင်တယောက်ကလည်းပြောပါတယ်။တရားမဝင်ကုန်သွယ်မှုဆိုတာမပေးလို့အဖမ်းခံရတာပေးတာနဲ့ရင်လည်းအဖမ်းခံရတယ်စစ်တပ်နဲ့သွင်းကုန်တူရင်လည်းအဖမ်းခံရတယ်ဖမ်းထားတဲ့ကုန်ပစ္စည်းချင်းအတူတူစစ်တပ်သွင်းတဲ့ကုန်ပစ္စည်းဆိုပြန်ပေးမယ်။ကြောထောင်းနောက်ကမရှိတဲ့သူရဲ့ကုန်ပစ္စည်းကနိုင်ငံပိုင်ဖြစ်အသိမ်းခံရမယ်။ဒါကြောင့်အမှုတွေပြည့်ပြတ်အောင်လုပ်ခိုင်းတာလို့ပြောပါတယ်။ တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးကဖမ်းဆီးရမိမှုအများဆုံးမှာလိုင်စင်မဲ့ရှင်တွေဆိုင်ကယ်နဲ့ iPhone တွေရက်စက်ဆက်ဆက်ပစ္စည်းတွေအိမ်ဆောင်ပစ္စည်းတွေနဲ့လူသုံးကုန်အလားကုန်ပစ္စည်းတွေဖြစ်ပြီးအများဆုံးထုခွဲရောင်းချနိုင်ရေးအတွက်အများဆုံးလှုပ်ဆောင်နေကြောင်းပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်ကတင်ပြကြပါတယ်အကြံဖတ်စစ်ကောင်းဆောင်မြောင်းလိုက်ကပြီးခဲ့တဲ့မတ်လ16ရက်နေ့ကပြုလုပ်ခဲ့တဲ့အစီအဝေးမှာတရားမဝင်ကုန်သွယ်မှုတွေဟာယာဇဝဲမှုကျူးလွန်မှု အကျန်းဖတ်အဖွဲ့အစည်းများအပေါ်ငွေကြေးထောက်ပံ့မှုနည်းငယ်တည်ငြိမ်အေးချမ်းမှုနဲ့လုံခြုံရေးကိုပါထိခိုက်စေတဲ့အတွက်ပြက်ပြက်တတဆောင်ရွက်ဖို့ပြောခဲ့တာလည်းရှိပါရဲ့ရှင်။ဆက်လက်ပြီးရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းကျေးရွာတိုက်ပွဲအတွင်းမှာ PNO ပြည်သူစစ်ဗိုလ်မှူးခွန်ထွန်းပေါ်အပါအဝင်အာဓမ္မစစ်သားစုဆောင်ခံရတဲ့ပအိုးလူငယ်၁၀နှစ်ချီတေဆုံးခဲ့ကြောင်းပအိုးစစ်ဘက်တရင်ရင်မြစ်ကပြောပါရယ်။ ီယာနိုပြည်သူစေဘုံမူခွန်ကျွန်းပေါ်ဟာရက်ဆောင်မြို့နယ်ပင်ဖြစ်ကျေးရွာခံဖြစ်ကမနေ့ကမေလ26ရက်နေ့ကစောင်းပြောင်းရွာတိုက်ပွဲအတွင်မှာတေဆုံးခဲ့ပြီးဇနီးနဲ့ကလေးငယ်တဦးကြံရစ်ခဲ့ကြောင်းသိရပါတယ်။ဒေါ်လန်ရေးတပ်ဖွဲ့တွေကိုထုတ်စစ်စင်ရင်တည်သွားတာပုံကိုရေးရရင်းနှီးခဲ့ကြပေမဲ့ရွေးချယ်မှုလမ်းချင်းမတူတော့ပေးဆပ်မှုချင်းလည်းမတူဘူးပေါ့လို့တေဆုံးသွားတဲ့ပီယန်နိုဘုံမူခွန်ထုံးပေါ်နဲ့နီးဆက်သူတို့ကပြောပါတယ်။ ဒေါ်လာရေးတပ်ဖွဲ့ရဲ့ထိုးစစ်ကြောင့်တိုက်ပွဲအတွင်းမှာ PNO ပြည်သူ့စစ်အဖွဲ့ဝင်အများပြားသေဆုံးနေတယ်လို့လည်းတင်းရင်းမြစ်ကထပ်ပြောပြထားပါတယ်။တချို့အလောင်းမရတချို့သေလားရှင်လားမသိရ။နာရီနှုတ်ခွင်မရလို့မသိကြတာအခုကဘုံမူအစင်းမို့ဖုံးထားလို့မရတော့တာ။စောင်းပြောင်းတိုက်ပွဲမှာပဲသေတာတရားကြော်ပြီးပြလို့သူကဆက်ပြောပါတယ်။ PNO ပြည်သူ့စစ်ထိပ်ပိုင်ခေါင်းဆောင်များကစစ်ကောင်စီအလို့ကြောင့်ဆောင်ရွက်ပေးနေပြီး အိုးလူငယ်တွေကိုဘာသာရေးလူမျိုးရေးလှုပ်ဆော်ကတတ်တာအဖြစ်အတင်းအဓမ္မခေါ်ဆောင်နေတယ်လို့ပအိုးဒေတာခံတဲ့ဦးကလည်းပြောပါတယ်။တိနာလဲတဲ့ပအိုးလူငယ်တွေကြတော့လဲပြောလို့မရပြန်ဘူး။လိုင်းပေါ်နည်းနည်းပြောတာနဲ့အဖေအမေကိုဖမ်းသွားလိုက်တတ်လိုက်ကြွပြင်းနင်ထုတ်လိုက်လုံနေလို့လေ။အဲ့ဒါကြောင့်တိနာလဲတဲ့လူငယ်တွေကြအကုန်ပြပထွက်ကုန်ရောမထွက်နိုင်တဲ့လူကမိဘအသက်မိဘအိုးအိမ်ကိုငှဲ့ပြီး ကိုအတက်ကိုမအားလာနဲ့နေဝင်းထွန်းအတွက်အလကားတည်နေရတယ်လို့စစ်ကောင်စီရဲ့အတုံးချခံနေတဲ့ပအိုးလူထုအခြေအနေကို ရှင်းပြထားပါတယ်။ဆောင်းပြောင်းကျေးရွာတွင်မှတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တို့ကိုတော်လှန်ရေးတပ်ဖွဲ့တွေကမေလ18ရက်နေ့မှာထိုးစစ်ဆင်ခဲ့ပါတယ်။စကားစားနဲ့ PNO စခန်းနေရာ3ပုံ2ပုံလောက်ရရှိပြီလို့သိရတယ်။တစ်ဖက်မှာလည်း PNO တွေကိုအင်အားအလုံးအေးဖြစ်နေတာရှိတယ်။ PNO တွေကို လူလိုင်းလှုပ်ပြီးတော့စကားစကားထိုးကျွေးနေတာလို့ရှမ်းပြည်တောင်ပိုင်းစစ်ဘက်တရင်ရင်းကလည်းပြောပါတယ်။စောင်းပြောင်းတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မကြမီထုတ်ပြန်မှုရှိလာမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကလည်းပြောပါတယ်။ပင်လောင်းမြို့နယ်စောင်းပြောင်းကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေက2024ခုနှစ်မတ်လ18ရက်နေ့မှာသိမ်းပိုက်ခဲ့ပူပါတယ်။စောင်းပြောင်းကျေးရွာကပင်လောင်းမြို့တောင်ဘက်နဲ့ဖဲခုံမြို့အကြားမှာရှိပြီးဖဲခုံမြို့နဲ့ 9မိုင်ခန့်ကွာဝေးပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်ဗမော်မြို့ကိုအပိသက်သိမ်းပိုင်နိုင်ရဲ့အတွက်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကယနေ့မေလ28ရက်နေ့မှာထိုးစစ်အရှိန်ညှင့်တင်တိုက်ခိုက်နေကြောင်းကချင်စစ်ရေးတရင်မြစ်တချို့ကပြောပါရယ်။ဗမော်မြို့သိမ်းစစ်စင်ရေးကို KIA ပူးပေါင်းတပ်က2024ဒီဇင်ဘာလ4ရက်နေ့မှာစတင်ခဲ့ရာတိုက်ပွဲကာလ6လခန့်ကြာမြင့်ပါပြီ။ တိုက်ပွဲ6လပြည့်ရန်တပတ်ခန့်အလိုယနေ့မေလ28ရက်နေ့နနက်မှာပမော်မြို့မှာကြံနေတဲ့အမှတ်27စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခ27အပါဝင် လက်ကျန်တက်စကန်များသိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်နေတာလို့လည်းဆိုပါရယ်ပမော်ယနေ့မနက်ပိုင်းတိုက်ပွဲပြန်ဆားနေပြီလို့ကချင်စစ်ရေးတရင်မြစ်တူကလည်းပြောပါရယ်တခြားကချင်စစ်ရေးတရင်မြစ်နှစ်ဦးကလည်းပမော်မြို့ကို KIA ပူးပေါင်းတပ်ဖွဲ့တွေကယနေ့နနက်မှာပြန်လည်ထိုးစစ်ဆင်နေပြီလို့လည်းပြောပါရယ် KAI ကဗမော်မြို့သိမ်းစစ်စင်ရေး6လတာကာလအတွင်းမှာစစ်ကောင်စီတပ်ကိုအထိနာအောင်တိုက်ခိုက်နိုင်ခဲ့ပြီးအရေးပါတဲ့တပ်ရင်းဌာနချုပ်များတပ်စကားများသိမ်းပိုက်နိုင်ခဲ့တဲ့အပြင်တန်ချက်ကရင်တင့်ကားနဲ့ရဟန်းရင်တွေကိုလည်းထိခိုက်ပျက်စီးအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။မေလ20ရက်နေ့မှာဗမော်မြို့ကိုစစ်ကူလာပို့တဲ့စစ်ကောင်စီရဟန်းရင်3စီးအနက်နှစ်စီးကိုထိမှန်အောင် KAI ပူပေါင်းတပ်တွေကပစ်ခတ်ခဲ့ရမှာတစ်စီးကအဲ့ဒီနေရာမှာပဲရွှေကူမြို့နယ်25မိုင်ခန့်အကွာ စင်ငန်းကျေးရွာအနီးပြကြခဲ့ပါတယ်။ကျန်တဲ့ဒစီကတော့ရွှေကူမြို့ပေါ်ကိုအရေးပေါ်ဆင်းသက်ခဲ့ရမေလ23ရက်နေ့နေ့လယ်မှာ KIA က drone နဲ့ပစ်ခတ်တိုက်ခိုက်ပြီးတော့အဲ့ဒီရဟတ်ရင်လည်းပျက်စီးခဲ့တယ်လို့ကချင်စစ်ရဲတရင်မြင့်နဲ့ KIA သတင်းပြန်ကြားရေးဌာနကတာဝန်ခံဗိုလ်မှူးကြီးနှော်ဘူးကပြောထားပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဇနီးတဲ့ရဲ့ကလူကြီးစဲမှုကိုကပားပြတ်မလို့ပြောဆိုနေကြတယ်လို့ပြည်သက်သမ္မတအီမန်နူရယ်မက်ခရွန်ကတုံ့ပြန်လိုက်ပါတယ်။ အရှိတောင်အာရှခရီးစဉ်ပထမဆုံးနိုင်ငံပြင် BNI နိုင်ငံကိုလာရောက်နေပတ်ချိန်မှာလင်းရင်ပေါ်က မစင်မီဇနီးတဲ့ Bridget ကသူ့မျက်နှာကိုတွန်းလိုက်တဲ့ဗီဒီယိုပေါ်ထွက်လာခဲ့အပြီးမှာထင်မြင်ချက်အမျိုးမျိုးထွက်ပေါ်နေပါတယ်။ Macron ကဒီဗီဒီယိုနဲ့ပတ်သက်လို့မေလ29ရက်နေ့ဖနွားမြို့မှာတည်င်းထောက်တွေကို ဖြည့်ရှင်းခဲ့တာဖြစ်ပါတယ်။ Tamara Macron ကကျွန်တော်နဲ့ဇနီးတဲ့တို့နောက်ပြန်ကြည့်စဲနေတဲ့ဗီဒီယိုတစ်ခုရှိပါတယ်။အဲ့ဒီဟာကိုပဲကဘာပြက်နေကြတာပဲ လူတွေက theory အမျိုးမျိုးနဲ့ရှင်းပြဖို့ကြိုးစားနေကြတယ်လို့ပြောပါတယ်။ဒီဗီဒီယိုဟာအစ်စ်ဖြစ်တယ်လို့သမရကအတိအမှတ်ပြုခဲ့ပေမဲ့လက်နက်တပွဲအတုံးချတိုက်ခိုက်နေတယ်လို့ဝေဖန်ခဲ့ပါတယ်။ဒီဗီဒီယိုကအစ်စ်ပါဟုတ်ပါတယ်။တခါတလေကတော့လူတွေကအဲ့ဒါကိုကလီကမာလှုပ်ပြီးတော့အတိတ်ပဲမရှိတဲ့ဟာရီနဲ့ချိတ်ဆက်ပစ်တက်ကြပါတယ်လို့သမရကပြောပါတယ်။ ြန်တက်နေတဲ့ဗီဒီယိုမှာလေရင်တကားဖွင့်လိုက်တဲ့အချိန်မှာတကားဝါမှာမက်ခရွန်ပေါ်လာတာကိုတွေ့ရပါတယ်။စက္ကပိုင်းအကြာမှာပဲသမရကတော်ရဲ့လက်နှစ်ဖက်စလုံးထွက်လာပြီးသမရရဲ့မျက်နှာပေါ်ပြီးလိုက်တာကိုတွေ့ရပြီးရုတ်တရက်တွန်းထိုးတဲ့ပုံစံမျိုးမြင်ရပါတယ်။မက်ခရွန်ရဲ့မျက်နှာဟာခဏကြာအံ့ဩသွားပုံ ပေါ်ပေမဲ့ချက်ချင်းအင်ဂျီယယ်ဆယ်လိုက်ပြီးတော့အပြင်မှာစောင့်နေကြတဲ့မီဒီယာတွေကိုလက်ပြနှုတ်ဆက်လိုက်ပါတယ်။ လင်းရင်လေကားအတိုင်းဆင်းလာချိန်မှာလဲလက်မောင်းချိတ်ဖို့မက်ခရွန်ကလက်ကိုကိုွေးပေးထားပေမဲ့တမရဂရောကလက်မကင်ပဲဘေးလက်ရန်ကိုပဲကင်ပြီးတော့ဆင်းလာရတာကိုလဲတွေ့ရပါတယ်မက်ခရွန်ဟာ၁၄နှစ်အရွယ်ចောင်းသားဘဝမှာအဲ့ဒီတုန်းက39နှစ်ရှိပြီဖြစ်တဲ့ចောင်းဆရာမှာဖြစ်သူဘရစ်တန်နဲ့စတင်တွေ့ဆုံခဲ့တာလဲဖြစ်ပါတယ်သာသမီ၃ယောက်ရှိတဲ့အိမ်နောက်တဲ့ဘရစ်တန်ရဲ့သမီးငယ်ဟာမက်ခရွန်နဲ့ចောင်းနေပဲလဲဖြစ်ပါတယ် ောက်ကြညတိုင်းပြားစတန်ရင်ညှိစွန်းခဲ့တာကြောင့်မိဘတွေကတခြားကြောင်ပြောင်းပေးခဲ့ရပါတယ်။ဒါပေမဲ့ဆက်ဆံရေးပြတ်တောက်မသွားဘဲ2006မှာခင်မွန်းဟောင်းနဲ့ပြတ်ဆဲခဲ့တဲ့ Bridget ဟာ2009မှာ Macron နဲ့လက်ထပ်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရင်းမပင်ခရိုင်တက်ရင်28ရဲ့အာဇာနည်တက်ခွဲမှု နိုင်နိုင်ရဲ့မိသားစုတွေစီကိုရဲဘော်တွေကတွားရောက်ဂါရဝပြုတဲ့ကျုပ်တံမှတ်တမ်းကိုလည်းကြည့်ရှုခန်းစားလိုက်ရအောင်ပါရှင်။ the you. 看那黎明，大摇边沿里，那鲜红的。 嘎耶，你来欧归，六年的摇杯，打个马有多简单？你呀，啊你梦我的归。 ီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလှောက်အောက်ကနေအမြန်ဆုံးပြည့်မြောက်ကြပါစေရှင်